ဘာဝမှာလည်းတင်းစီဆုံးပြင်ကနေစံချင်တင်ရတဲ့လူတစ်ယောက်ကြောင့်အားလုံးမင်္ဂလာပါရှင်အမေစေထောက်အန်တာတိန်မန့်မှပြန်လည်ကြိုဆိုလိုက်ပါရစေအခုပြေကိုကြီးရှုနေတဲ့ပြည်သက်ထဲမှာလက်သေးရှည်ထားတာကြိုက်တဲ့သူရင်းရှိလားလက်သေးကိုနှစ်တည်းကြာချင်းအစင်ထားဖို့စဉ်းစားမိဖို့ပါလားစဉ်းစားမိဖို့ရဲဆိုရင်တော့အိန္ဒိယကအသက်66နှစ်အထိလက်သေးရှည်ထားခဲ့တဲ့လူတစ်ယောက်နဲ့မိတ်ဆက်ပေးကြပါရစေ သူနဲ့နေကြတော့ဆရာရီရာချီနာအော့စ်ဘွန်ကိုခေါ်ပါတယ်။သူဟာအိန္ဒိယနိုင်ငံသားတယောက်ဖြစ်ပါတယ်။သူဘာကြောင့်နာမည်ကြီးခဲ့တာလဲဆိုရင်တော့သူ့နဲ့တဲကြောင့်တကယ်ပါလုံးကသူ့ကိုတိတ်သွားကြတာပါ။သူဟာသူ့ရဲ့ဖန်လက်ကိုလက်သေးရှင်ထားခဲ့တော့နေပေါင်း66နှစ်ကျော်ကြာခဲ့ပါတယ်။သူ့ကို1938ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့ သူ့တဲ့ဆက်လေးနဲ့အရင်မှလက်သေးရှင်စာချပြည့်ခဲ့တာဖြစ်ပါရင်ဘာကြောင့်လက်သေးရှင်ဖြောက်ပြည့်ခဲ့တာလဲဆိုတော့တနေ့မှသူတို့ကိုစာတဲ့နဲ့ចောင်းစီအရဲ့လက်သေးကိုသူ့တငယ်ချင်းကချုပ်ပြလိုက်ပြီးတော့ဆရာကလက်သေးရှင်ထားတာဟာဘလွယ်ကိုကြောင့်အချိန်ကြာချိန်ပေးထားရကြောင်းသူတို့ကိုပြောပြခဲ့ပါရင်အဲ့တော့ကြောင့်လေသူကလက်သေးရှင်ထားမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။သူရဲ့ဘဝကတည်းကရှောင်းလို့လက်သေးရှင်ထားခဲ့တာကြောင့်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့နေဆက်ဘဝမှာဒုက္ခတော်တော်များများရောက်ခဲ့ပါတယ်။ သူရဲ့လက်တဲဟာသူ့ရဲ့တပြားရှင်များတာကြောင့်၄၀အလုံးချောင်းဝင်ကိုလက်တဲလက်တဲကြောင့်ဘသူမှလည်းသူ့ကိုလက်မထက်ချင်ခဲ့သလိုဘသူမှလည်းသူ့ကိုအလုံးမခံခဲ့ကြပါဘူးသူသဘောကျတဲ့မိန်းကလေးတွေဆိုရင်လည်းသူတို့မိဘတွေကညှက်ပတ်တယ်လို့လည်းသူတို့သမီးကိုသဘောမတူနိုင်လို့ဆိုပြီးတော့ဖြတ်ခင်ရတာလေးနဲ့ကြုံခဲ့ရတယ်ဆိုပြီးတော့အင်တာဗျူးမှာပြခဲ့ပါတယ်ဒီလိုနဲ့66နှစ်အကြာမှာတော့သူဟာသူ့ရဲ့အရက်တမျှရှင်များတဲ့ လက်သေးတွေကိုဖျက်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အဲဒီအချိန်မှာသူဟာအသက်၈၂နှစ်ဖြစ်ခဲ့ပါပြီ။သူ့လက်သေးအရှိဟာ909ဒသမ6စင်တီမီတာ358ဒသမ1အင်းရှိနေရပါတယ်။ဒါဟုတ်ကဲ့ပါနောက်ထပ်လည်းစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့ပရိသတ်များကစမြို့အပီနာစင်ပြီးပါအောင်နောက်ဆက်ကြရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးများပြင်ပါရရှင်။